အခုကျွန်တော်တို့ကဘယ်လောက်ထားမလဲပေါ့နှစ်ပေါ်မှုဒီပါအခုဒီမှာတော့ကျွန်တော် daily နဲ့နည်းနည်းလေးပြပေးပေးပေါ့နော်ဆိုတော့ကျွန်တော်တို့တက်သွားတယ်ကျသွားတယ်ဆိုတဲ့ဟာတွေမှာတကယ်တော့ပြန်ကြည့်မယ်ဆိုရင် market cycle အမြင်ရှိတယ်ပေါ့ဟိုဥပမာနဲ့ပြောပြရမယ်ဆိုလို့ရှိရင်ဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်တို့က okay ဒါလေးကျွန်တော်ဆက်ပြပေးမယ်နော်ဒါတော့ဟိုကိုရဲသွေးဦးတို့ဘာလို့ကြတော့ဟိုကိုက knowledge ရှိပြီးသားဖြစ်တဲ့ကြောင့်မလို့တောင်းတောင်းဒါတွေကကြတော့ဟိုကို့အတွက်အရင် ခက်ခဲမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကိုသက်ထုံတို့ဘာလို့ကြတော့နည်းနည်းစိမ့်နေတာမျိုးရှိကောင်းရှိနိုင်တယ်ပေါ့နော်ဆိုတော့ဒါကဘာလဲဆိုတော့ဒီဟာလေးတွေဈေးနှုန်းအပြောင်းလဲတွေကိုကျွန်တော်တို့တည်ထားဖို့လိုတယ်ပေါ့နော်အဲ့တော့ခုန market cycle ကျွန်တော်အခုပြောချင်တာဒီဖြစ်နေတဲ့ဒီ market cycle ပေါ့နော်ခုနအချက်ဟိုဟာရှိနေပေါ့နော်ဒီကောင်လေးပေါ့နော်ဒီကောင်လေးဒီကောင်လေးကိုပြောချင်တာပေါ့နော်ဆိုတော့ဒါလေးဆိုတော့ဟိုကျွန်တော်တို့ဒီမှာ recovery ရှိမြင်ပြီး expansion ရှိမြင်ပြီးဒီမှာဆိုတာ peak လို့လည်းပြောလို့ရအောင်ပေါ့နော် ဒီအတက်ဆုံးကာလတော့ hyper ဒီမှာတော့ hyper supply ဖြစ်မှာပေါ့နော် hyper supply ရှိမြေ recession ရှိမြေပေါ့ recession ကဈေးတွန်းကျသွားတာပေါ့နော်ဈေးတွန်းကျနေတဲ့အချိန်ကာလတွေကို recession လို့ခေါ်တယ် recovery ကကျတော့ဈေးနှုန်းပြန်တက်ဖို့အတွက်အားယူနေတဲ့ကာလတစ်ခုကိုကျွန်တော်တို့အကြံပြု recovery လို့ပြောလို့ရတာပေါ့နော်အဲ့လိုတက်သွားတဲ့ကာလဒီမှာ expansion လို့ကျွန်တော်တို့ခေါ်တယ်ဒါလေးကိုကျွန်တော်တို့အရင်ဆုံးသိထားဖို့လို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ market cycle တွေကိုကြည့်တဲ့အခါမှာအမြဲတမ်းဒီ cycle ပေါ်မူတည်ပြီးတော့ဒီ market တွေကဖြစ်နေတာပေါ့ခုနကဆိုရင် အဲကျွန်တော် shiba coin ပေါ့နော် cryptocurrency ကိုခုနပြောခဲ့တာအခုဆိုကျွန်တော်ရွှေပြောပြပေးပြီပေါ့နော်အဲဒါကကျွန်တော်တို့အချမ်းဖြစ်နားလဲအောင်ပေါ့နော် vocabulary ရဲ့ expansion ရဲ့ပြီးရင်ကျွန်တော်တို့ဒီ hyper supply လို့ခေါ်တဲ့ဒီ peak လို့ခေါ်တာပေါ့နော်အမြင့်ဆုံးကာလတွေရဲ့ပြီးရင် recession မှာအဲ့မှာကျွန်တော်တို့နောက်ပြီး discount လောက်ကြမှာဘယ်အချိန်မှာကျွန်တော်တို့ဝယ်ကြမလဲပေါ့နော်ဘယ်အချိန်မှာဝယ်သင့်ဝယ်ဖို့အတွက်အကောင်းဆုံးအချိန်ဖြစ်မလဲကိုယ်တိုင်ရဲ့အထင်မြင်ယူဆချက်လေးနောက်ပြီးကျွန်တော်တို့ discount လေးလုပ်မယ်ပေါ့နော်အဲအဲ့အကြောင်းမတိုင်းမှာဒီ market cycle လေးကိုကျွန်တော်နားလဲသွားအောင်ပေါ့နော်အခုသက်ထွန်း လည်းတည်သွားပေါ့ဒါနောက်ပြီးလို့ရှင်ကိုရည်သူတို့ဘာလို့လဲကျွန်တော် discount လုပ်ပေးပေါ့နော်အဲ့တော့ဟုတ်ပြီဒါတော့ဟိုဒီဟာလေးတွေခုတည်တာဆိုကျွန်တော်ပြောပြပေးမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကကျွန်တော်တို့ဘာဖြစ်မလဲဆိုရင်တစ်စီးနှုံးကြနေတဲ့ကာလာတစ်ခုဖြစ်ပေါ့နော်ပြီးတော့ပြန်တက်ဖို့ကာလာရှိနေတာဘူးအဲသူ့ရဲ့ဒီကာလာတွေဆိုမှဆိုကျွန်တော် recovery time လို့ပြောလို့ရပါဘူးနော်ဒီကြနေတဲ့အချိန်ကာလာလေးတစ်ခုပေါ့နော်ဆိုတော့ဒီကာလာလေးတစ်ခုပေါ့နော်ဆိုတော့ဒါအောင် ပြီးရင်ကျွန်တော်တို့ကဒီဟာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုရင်ဒါကို expansion လို့ခေါ်တာပေါ့နော် expansion ဆိုဈေးနှုန်းတက်နေတဲ့ကာလပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ထပ်ပြီးတော့ပါရှိနေဆိုရင်ဟို market cycle ကကျွန်တော်တို့နေရာတိုင်းမှာရှိနေတယ်ဆိုတာလေးကိုသိထားရင်တော်တော်လေးကိုဟို knowledge အားဖြင့်ဆိုရင်တော်တော်လေးကောင်းတယ်ပေါ့နော်ရွှေလဲဒီတိုင်းပဲမြေလဲဒီတိုင်းပါပဲเนาะမြေကတော့အဲ့လို ရုပ်ကြည်ရလို့ကြာသွားတာတော့မရှိဘူးပေါ့နော်သူတန့်သွားတာနဲ့အခြေအနေစောင့်ကြည့်ပြီးတော့အချိန်ပေါ့နော်ရွှေကြတော့ကျွန်တော်တို့အချိန်အားဖြည့်ဆိုလို့ရှိရင်အပြီးပြတ်သွားတာပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးခဏပိတ်ထားဆိုတော့ရွှေကတော့ဟိုဟိုပါပေါ့အင်ချမီကတော့ကြတော့ तू ကရွှေလိုမျိုးတိတာမြင်တာဆိုတော့ဈေးနှုန်းတက်ကြကသူက daily နဲ့မဟုတ်ဘူးပေါ့နော် yearly နဲ့ဖြစ်တဲ့နေထားရေသူကြည်ဖို့ကြတဲ့အချိန်တစ်ခုကြာဖို့တော်တော်လေးစောင့်ရတဲ့နေထားမျိုးမှာရှိတဲ့ကြောင့်ဣတာထင်သာသွားတယ်သူအရင်ကြာသွား တာမျိုးတော့မရှိဘူးပေါ့နော်အဲဒါပေမဲ့တိတာမြင်တာပြောရမယ်2008လို့ကာလမျိုးဒီမှာဆိုလို့ရှိရင်ဒီ real estate ဘာပဲပေါက်သွားတဲ့အချိန်မှာဆိုဈေးနှုန်းတွေတအားကျသွားတဲ့ဟာမျိုးရှိတယ်ပေါ့နော်ဒါတွေကမဖြစ်တာလည်းပဲဆိုလို့ရှိရင်ဈေးနှုန်းအာဒါအင်ချင်မြန်မာလည်းကျတတ်တယ်ဆိုတဲ့အဲဒီပြရုပ်တစ်ခုပဲပေါ့နော်အဲ့ဒါကိုကျွန်တော်သိထားဖို့လိုရတယ်ပေါ့နော်ဒီမှာ okay ဒါလေးလုပ်လိုက်ပေါ့နော်အောက်ကတရားဆိုရင်ကျွန်တော် recession လို့ခေါ်တယ်ပေါ့နော် recovery လို့ခေါ်တယ်ဒီမှာဆို expansion လို့ခေါ်တယ်ပြီးရင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က ါဆိုရင် hyper hyper supply ပေါ့နော်ဟိုအရန်များနေတာ hyper supply ဒါပြီးရင် pak pak peak ပေါ့နော် peak လို့ပေါ့အတက်ဆုံးကာလာလို့ပြောလို့ရတယ်ပြီးရင်ကျွန်တော်တို့ကဘာထက်ရှိမလဲဆိုရင်အဇင်းလုံးတွေပြီးရင်ကြာနေပြီကြာနေပြီပြောပြီးဆိုရင်တရားတစ်ခုကဒါကိုကျွန်တော်ဒီကာလာတွေကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုလို့ရှိရင် recession လို့ခေါ်တာပေါ့နော်အခုတော်များများဒါစိတ်ဝင်စားနေကြတဲ့ဟာဘာလဲဆိုတော့ recession ဇီနုံတွေဟိုကကြာနေပြီလားမလားပေါ့နော်အ အဲ့ဒါလေးကိုသူကိုဒီ market cycle ကိုသိနေကြာနေတဲ့နေထားလို့ပေါ့နော် IEC SSR အဲ့လိုဆိုရင်ကျွန်တော် recession လို့ပြောလို့ရဆိုတော့ကဒီ market တစ်ခုကိုကျွန်တော်တို့ကဟိုဟိုကြည့်မယ်ဆိုလို့ရှိရင်ဒီကအချိန်ကြီးအများကြီးအာကြည့်ပြီးတော့သွားတာပေါ့နော်အဲ့ဒါလေးကတော့ကျွန်တော်ဒီ market ရဲ့အပြောင်းအလဲလေးဒီဟာလေးတစ်ခုလေးတင်ကိုသူ့ရဲ့ cycle ကိုနားလည်အောင်ပြောပြတာပေါ့နော်ဒီချက်မကကြာကောင်းကြာနိုင်တယ်ပေါ့နော်အဲတကယ်လက်တွေ့ပြပြ market မှာဒီလောက်ထိထင်တာမြင်တာရှိသွားနေကျွန်တော်တို့သွားနေတာမဟုတ်သွားတည်ဖို့လို့ပေါ့နော်ဒီဒီမှာဆိုလို့ရှိရင် ပြန်ပြီးတော့ဗျံဖြစ်သွားမယ်ဆိုရင် recovery ပြန်ဖြစ်သွားလိမ့်မယ်ဟုတ်လား။ဒါ zero recession ဆိုကြရတယ်။ဆိုတော့အဲ့တော့ဒီမှာပြန်ပြီး recession ဆိုကြမယ်နော်။ဒီလိုကြမယ် recovery ပြန်လုပ်မယ်။ပြီးရင်သူ့လိုပဲဆိုတော့ကျွန်တော်တို့ဗျပြန်လုပ်မယ်ဆိုရင်ဇင်းလုံးကနည်းနည်းလေး ြန်ပြန်ပြီးတော့ပြန်တက်မယ်ပေါ့နော်ဆိုတော့အများအတန်းဒါကြီးကဟိုတစ်ခုပြီးတစ်ခုကျွန်တော်တို့ဒီမှာဒီမှာဆိုလို့ရှိရင် expansion ရှိမယ်ဒီမှာ peak ရှိမယ်ပြီး recession ပြန်ကြမယ်ဒီမှာပြန်ပြီးဒီရောက်မယ် recovery ပြန်ဖြည့်ပြန်တက်မယ်ပြန်ကြမယ် recovery ပြန်ဖြည့်တက်မယ်ပြန်ကြမယ်အဲဒါမျိုးလေးတွေကျွန်တော်တို့ကသူက market ရဲ့အခြေအနေပေါ်မူပြီးတော့ဖြစ်နေတယ်ဆိုတာပေါ့နော်အဲကျွန်တော်တို့ဒီ shoe တစ်ခုတည်းကြည့်အောင်လည်းမဟုတ်ဘူးတကယ်ကြည့်မယ်ဆိုလို့ရှိရင်တစ်ဖက်ကအဲကျွန်တော်တို့ဒီအာခုနကတော့ crypto ပိုင်းနေကြည့်မယ်ဆိုလို့ရှိရင်ဒီတိုင်းပဲသွားတယ်အဲ့တော့ ျွန်တော်အင်ချမ်မီမှာလည်းဒီလိုမျိုးလေးရှိတယ်အခုဈေးကွက်တွေကအေးနေတယ်အာအရန်ဈေးနှုန်းကပုံမှန်နဲ့ဆိုင်အရန်မတက်ပဲနဲ့အခုချိန်မှာဘာဖြစ်နေလဲဆိုလို့ရှိရင်ဒါအားလုံးသိတဲ့အချိန်အာဈေးအင်ချမ်မီဈေးကွက်အာအေးနေတယ်လူပြောများတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ထက်မှပါနေလဲဆိုရင် recession လို့ပြောလို့တော့မရသေးဘူးပေါ့နော် recession ဆိုတာတအားထိုးကြသွားပြီအချိန်ကြီးဆိုးဆိုးရွားဖြစ်သွားမယ်ဒီထားတစ်ခုရောက်မှာပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်နည်းနည်းရှင်းကြည့်မယ်ဆိုတာမထက်စားလို့ရှိရင်ကျွန်တော်တို့ကဈေးနှုန်းအနည်းနဲ့အများဘာဖြစ်နေလဲဆိုတာအပြောင်းလဲလေး အရင်ဟိုဟာမဖြစ်နေတဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲမတွက်နေတဲ့အနေထားပေါ့နော်ဆိုတော့အဲ့အလားလေးဖြစ်နေတဲ့ခါကျတော့ကျွန်တော်နားလည်ထားမယ်ဆိုရင်ဒီဒါဆိုရွှေမာရှိတယ်နော်ရွှေမာရှိတယ်ဒါဒါလေးပြောလို့နော်ဒါဆိုရွှေမာရှိတယ်ပြီးလို့ရှိရင်တခြားဒီ market တွေမှာလည်းရှိတယ်အင်ချမ်းမြေမှာလည်းဒါဟုတ်ရှိနိုင်တယ်ဆိုတဲ့ဟာမျိုးသိထားပေါ့ဘာလို့အဲ့လိုမျိုး market cycle ကဖြစ်နေလဲဆိုတော့ကျွန်တော်တို့ဒီ market ဆိုတဲ့အရာကလူတွေရဲ့ဒါ psychology ကအရင်ကြီးကြီးတယ်ပေါ့နော်လူတွေရဲ့ psychology ဒီ legal greedy လောဘအပြင် fear missing out လို့ခေါ်တဲ့ အဲဒီဈေးကွက်တစ်ခုမှာကိုကြောက်သွားတာပေါ့နော်အဲကြောက်တယ်ဆိုတာကိုဒီခွင့်ရတစ်ခုကိုဆုံးရှုံးမယ်ဆိုတဲ့ဟာတစ်ခုဖြစ်မှာကြောက်တဲ့ဟာမျိုးတွေဖြစ်မယ်ဖိုမိုပေါ့နော်အာဒါတွေရှိမယ်ပြီးရင်ဒီ risk တွေကိုနားမလဲပဲသွားတဲ့ဟာမျိုးတွေရှိမယ်အဓိက gambler gambler လောက်တာပေါ့နော်ဟို gambling လောက်ပြီးတော့လောင်းကစားပုံစံမျိုးဆော့တဲ့ဟာမျိုးတွေရှိမယ်ပေါ့အဲ့တော့ဒါတွေကိုကျွန်တော်တို့ကဒီဒါဆိုရွှေ market မှာလည်းရှိမယ်ဟာလား intermediate market မှာဆိုလို့ရှိရင်လည်းအဲကျွန်တော်တို့ဒီလိုမျိုးအချမ်းပြင်းအဖြစ်ကျွန်တော်တို့ကကြည့်လို့ရအဲ့မှာကျွန်တော်တို့ကဒီစကက်လောက်ရမှာဘာလဲဆိုတော့ဘယ်အချိန်မှာကျွန်တော်တို့ကဝယ်ကြမှာလဲ ပြီးတော့ဖယ်ရှင်ကြရင်ရောအကျွန်တော်တို့ကရောင်းကြမှာလေပေါ့နော်အဲ့မှာကျတော့ဟိုကိုရဲ့အာဟိုဟာပုံမူကြည့်တာပေါ့နော်ကျွန်တော်တို့ဒီအင်ချမီပဲဖြစ်ဖြစ်ရွှေပဲဖြစ်ဖြစ်အလောင်းထန်းရှိတယ်ရှော့ထန်းရှိတယ်ပေါ့နော်အာကိုကလောင်းထန်းပို့ပြီးတော့ကင်နိုင်လေးတွေပို့ပြီးတော့ကောင်းလေးပေါ့နော်ဆိုပေမဲ့တချို့ကျတော့လဲရှော့ထန်း trade တဲ့ဟာမျိုးတွေလေကျွန်တော်တို့ဒီ forest မှာလည်းရှိတယ်ပေါ့နော်ဆိုအင်ချမီမှာလည်းဒါလေးကျွန်တော်တို့နားလဲအောင်လုပ်လို့ရခုနကကျွန်တော်မိတ်ဆွေတွေဆိုဖိလစ်ပင်းလောက်တယ်အာသူတို့ကထောက်အာ1500တန်ကိုသူတို့1000တန်လောက်နဲ့ဝယ်လိုက်တယ်သူတို့ပြန်ရောင်းလဲ1300နဲ့ သူတို့ပြန်ရောင်းလိုက်တယ်ဒါပေမဲ့အခုကအခုသူတို့ရောင်းလိုက်တာက3လေးလပဲကြာသေးတယ်ဒါပေမဲ့အဲ့မြေကအခု3000ပေါက်နေဆိုတာကသူတို့ကလွန်ခဲ့တဲ့3လလောက်မရောင်းဘူးအခုချိန်မှာထားရောင်းရင်တော့မှ2000မဟုတ်ဘူး1800 1800လောက်နဲ့သူတို့ပြရနိုင်တယ်ဆိုတာကသူတောင်းသူရောင်းလဲ1300နဲ့ဆိုလို့ရှိရင်သိန်း200 300လောက်တော့ထပ်ပြီးတော့အမြတ်ပူရနိုင်ချေရှိတယ်ဒါပေမဲ့ခက်မြင့်မြန်ပဲသူတို့ရတဲ့ပုံမျိုးပြောပါခက်မြင့်မြန်သူတို့ပြန်ရောင်းလိုက်တဲ့ဟာမျိုးရှိဆိုတော့ဟိုဒီလိုပုံစံမျိုးတွေနဲ့သူသွားတာမျိုးပေါ့နော်ဆိုတော့ကိုက အထပ်ပြီးတော့ကန်နိုင်တယ်ကန်ထားနိုင်တယ်ဆိုတော့သူလည်းပဲအခုအချိန်မှာ2000ဖြစ်မယ်နောက်ထပ်6လထပ်ဆောင်မယ်ဆိုလို့ရှိရင်သူကဘာပြန်ဖြစ်မလဲဆိုရင်အ3000လည်းဖြစ်ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအနေအထားတစ်ခုမှာကျွန်တော်တို့ကတွေးရအဲ့တော့အဲ့ဒါတစ်ခုထင်လားဆိုတော့လည်းမဟုတ်ပြန်ဘူးကျွန်တော်တို့မြေပြင်မှာဆိုလို့ရှိရင်အဲသူတို့ကဘယ်လိုလုပ်လဲဆိုတော့ပန်ရှင်နဲ့ညှိတာပေါ့နော်ဒေါင်းပေးမဲ့ system ကိုသူကခြားတာကျွန်တော်နိုင်ငံကြောင်ကျွန်တော်နိုင်ငံမှာအခြားကျွန်တော်နိုင်ငံကြောင်လို့ဘန်းနေဟုံးလို့မရဘူးခလာတက်တနာမရှိဘူးကိုကမြေခွဲတစ်ခု1500တန်ဝင်သူက3300 4500လောက်ပဲသူကချလိုက် အဲကျွန်တော်တို့ဒေါင်းပေးမဲ့ဒီဘန်လီနဲ့တော့စကားပြောစရာမလိုဘူးသူက3500တထောင်လောက်ပဲချပြီးတော့မှသူကဒေါင်းပေးမဲ့ plan တွေသူကတစ်ဆင့်တစ်ဆင့်စီပါပြောလို့ဆိုတာပို့ပို့ပြီးတော့များသွားအောင်လုပ်လိုက်တယ်အဲ့တော့ဟိုကျွန်တော်တို့ဒီတိုင်းနားလဲအောင်ကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါဒီတိုင်းဟိုဟိုဟိုဘန်လီနဲ့မချစ်ဘူးဆိုပြီးမဲ့သူကလည်းသူကတော့ဟုတ်လားဟိုဒီကွက်မှာမရရအောင်တော့သူတို့ကြံအောင်ပေါ့နော်လုံနိုင်တယ်လို့ပြောလို့ရတယ်အဲ့တော့အဲ့လိုပုံစံမျိုးတွေရှိတယ်ဆိုတာကျွန်တော်တို့သိထားဖို့လိုတယ်ပေါ့နော် ဲ့ဒါတွေသိထားခြင်းအပြင်ကိုက market မှာဝင်ရောက်တဲ့အခါမှာပို့ပြီးတော့အဆင်ပြေဆိုတော့သူတို့ကတော့အဲ့လိုပုံစံမျိုးပေါ့စီကွက်တွေဝင်ရောက်လုပ်တဲ့အခါမျိုးမှာဆိုတော့အဲ့လိုသုံးတယ်အဲ့တော့ကျွန်တော်တို့ကဘယ်ချိန်မှာဝယ်တင်လဲဘယ်ချိန်မှာရောင်းတင်လဲဆိုတာနည်းနည်းလေး discount လုပ်ပြီးမှာပေါ့နော်အဲ့တော့အကြံပြင်းအပြည့်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဝယ်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဘယ်ဆိုလို့ရှိရင်တဲ့ဒီလို recovery ဖြစ်တဲ့အာကာလာဒီမှာဆိုတော့အဝယ်ဖို့အကောင်းဆုံးအချိန်ပေါ့နော်ဆိုတော့ကျွန်တော်တို့က recovery ဖြစ်မဖြစ်မဖြစ်ဆိုတာဘယ်လိုမျိုးသိနိုင်မလဲဆိုတာအချက်တရားကြတော့ ခုနကတော့လာမဲ့နောက်ပြီးပြောမယ် fundamental analysis တွေကိုကျွန်တော်နားလည်ထားဖို့အရေးကြီးတယ်เนาะအဲ့ဥပမာပေါ့အာဒီဒီမျိုးနယ်တစ်ခုကဟာလာဒီတိုင်းကြီးလိမ့်မယ်ဆိုလို့ရှိရင်ဈေးကွက်အားဖြင့်အာအားနေနေတယ်လူကြိုက်နေနေတယ်ဒါပေမဲ့ဒီမျိုးကိုနောက်ထပ်အာဝင်လာမဲ့ဟာလာရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ဟာလာဒီစက်ရုံတွေအာလူလူဦးရေတွေဒါတိုးလာမယ်ပေါ့เนาะစသဖြင့်သူမျိုးရဲ့တိုးတက်လာမယ့်ဟာတွေရှိသေးတယ်ဆိုလို့ရှိရင်ကဒီပြတိုးတက်လာနေပြီဆိုတာဒါတွေကကျွန်တော် အနမနယ်နဲ့ကျွန်တော်ကြည့်လိုက်တယ်ဆိုကြပါစို့။နောက်ဒါဆိုရင် recovery phase မှာဆိုလို့ရှိရင်ဒါဇီလုံးထက်တက်ဖို့နိုင်ချေရှိတယ်ဆိုတဲ့ဟာကျွန်တော်ထင်တာမြင်တာရှိနိုင်။အဲ့တော့အဲ့လိုမျိုးခြေနေတစ်ခုရောက်တဲ့ခါမျိုးဒီမှာဆိုတော့ဒီခြေနေမျိုးတစ်ခုမှာဆိုရင်ကျွန်တော်တို့ကဘာလုပ်တင်လဲဆိုရင်ရောင်းတင် or sorry ဝယ်တင်ပါလေ။အဲ့တော့အဲ့တော့ဇီလုံးဆိုတဲ့ຢာတစ်ခုကတက်သွားမယ်ပေါ့။ဥမာရွှေဈေးဆိုလို့ရှိရင်တခုအရင်တော့ဆိုတင်60 90ရှိတယ်တင်80ရှိသွားမယ်။ဟုတ်လား။အတက်ဆုံးကာလာဒီမှာသူဖြစ်ကောင်းဖြစ်သွားနိုင်။ဒါပေမဲ့အခုအချိန်ကာလာတစ်ခုမှာဇီလုံးကထက်တက်နိုင်ချေရှိတာလားကျနိုင်ချေရှိတာလားကျွန်တော်မသိနိုင်ဘူးပေါ့နော်။ အာဒီဒီချိုင်းနာကလည်းတရုတ်ကလည်းအခုချိန်မှာဆိုလို့ရှိရင်ရွှေကိုပဲအဓိကထားဝယ်နေအဲ့တော့သူတို့ဝယ်နေတာဖြစ်တဲ့ကြောင့်မို့ဒေါ်လာကိုလည်းအစားထိုးခြင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ဒေါ်လာကင်မရွှေကင်မလားဆိုတော့ဟာမျိုးလေကျွန်တော်တို့စောင့်ကြည့်ရအောင်လို့နော်အဲ့မှာကျွန်တော်တို့ကဂျီနိုဈေးနှုန်းတက်ဆုံးကာလတွေကိုဘယ်လိုမျိုးသိနိုင်မလဲဆိုလို့ရှိရင်ကဟုတ်ပြီဈေးနှုန်းကသူကတက်ဆုံးဖြစ်သွားတယ်မှာတက်ပြီးလို့ရှိရင်အနည်းငယ်များပြန်ကျလာနိုင်ပြီးတော့သူ့ရဲ့ခုန fundamental တွေကိုတေချာကြည့်ပြီးတော့သူ့ရဲ့ကျနိုင်မယ့်အနေအထားတစ်ခုရောက်သွားပြီဆိုကျွန်တော်တို့ကဒီအထိတ်ဆုံးဘုံမှာဝေလို့ ရောင်းလို့မရပါဘူးလေသူတဲ့နည်းနည်းလေးဟာလာဒီ late peak လို့ပြောမှာပေါ့နော်နည်းနည်း peak မှာအမြင့်ဆုံးမှာနည်းနည်းနောက်ကျတဲ့ peak မှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒါကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်ရောင်းရမယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ investor mindset ရှိတဲ့သူတယောက်အနေနဲ့ကျွန်တော်ဒီလိုမျိုးတွေးထားမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနိုင်ငံလူတွေကြာအဲ့လိုမဟုတ်ဘူးဟာဒီလိုမျိုး recovery phase ပေါ့လားဈေးနှုန်းတက်လာနိုင်ခြေရှိရဆိုတဲ့အချက်လက်တွေရှိနေတဲ့ဓာတ်နဲ့မဝယ်ဘဲနဲ့ဘယ်ချိန်မှဝယ်လဲဆိုတော့ ီလိုအချိန်မျိုးမှာဈေးနှုန်းတအားမြင့်တက်လာတဲ့အခါကျတော့လူတွေအတားဒီပေါ်မှာစိတ်ဝင်စားမှုတိုးလာတယ် crowded ဖြစ်တဲ့အရာပေါ့နော်ဆိုတော့ကျွန်တော်တို့ Warren Buffett ပြောတဲ့အရှိတယ်လူအများလှုပ်တဲ့ crowded ဖြစ်နေပေါ့တခုခုလှုပ်တဲ့ဟာမျိုးတွေဆိုကျွန်တော်တို့ရှောင်သိနေပေါ့နော်အဲ့တော့အခု intermediate ကိုအခုဟိုဘယ်လိုပြောမလဲဝယ်ရောင်းကားလှုပ်နေတဲ့ဟာမျိုးတွေကျွန်တော်တို့တွေ့တယ်ဆိုလို့ရှိရင်လေအများစုကဒါလှုပ်နေတာပဲငါတန်းလှုပ်နေမယ်ဆိုတော့အဲ့လိုတလုံးလို့မရသေးဘူးပေါ့နော်တို့ဘာကြောင့်လှုပ်လဲဆိုတော့ကျွန်တော်တို့သိအောင်လုပ်ပြီးတော့လူတိုင်းလှုပ်နေတဲ့ဟာသူတို့ကဒီနေရာကိုကြိုက်တယ်ဆိုဒီနေရာဘာကြောင့်ကြိုက်တာလဲအဲ့ဒါကျွန်တော်တို့တွေးဖို့လိုတယ် ကျွန်တော်တို့ကသူများလှုပ်လို့လှုပ်လိုက်တာမျိုးမဖြစ်သင့်ဘူးပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီမှာ market မှာဆိုလို့ရှိရင်ဘယ်လိုမျိုးအချိန်မှာပဲဝယ်သင့်လဲဆိုလို့ရှိရင်တဲ့ဒီ hyper supply peak ဖြစ်တဲ့ဟာမျိုးမဟုတ်ပဲနည်းနည်းကျတဲ့ဟာမျိုးကျွန်တော်တို့ဖြစ်ဖို့လိုတယ်ပေါ့နော်ပြီးတော့ကျွန်တော် recession ကာလတွေမှာဆိုလို့ရှိရင်တော့သူက cash ကကင်းဖြစ်တယ်ပေါ့နော်အဲ့အချိန်မှာဆိုလို့ရှိရင်တော့ကိုကဝယ်ရတော့မှပြန်ဝယ်ရရမယ့်အနေထားပေါ့နော် recovery phase ကဝယ်ရမယ့်အနေထားဖြစ်တာ recession ကနေ recovery ပြန်ရောက်ဖို့ဆိုတဲ့အနေအထားတစ်ခုကျွန်တော်တို့ကဆောင်ကြည့်ကာလာတဲ့မှာကျွန်တော်တို့ပါအဲ့ဒီမှာတော့ကင်းကတော့ဒီကိုယ့်ထဲမှာ cash ကင်ထားနိုင်ပြီပို့ပြီးတော့ကောင်းလေပေါ့အဲ့မှာ အဲတခုရှိတာပေါ့နော်ဒီရောင်းတဲ့သူတွေအနေနဲ့ recession ကာလတွေမှာရောင်းတင်လားမရောင်းတင်လားဆိုတော့အဲ့ဒါကိုကျွန်တော်တော်တော်လေးစဉ်းစားရခက်တယ်ပေါ့နော်ဆိုတော့ငါကဘာလို့ recession ကြမှာရောင်းမှာလဲပေါ့ဆိုတော့ဒီလိုပေါ့တို့တို့ဒီ recovery phase ဒီမှာလည်းရှိရပေါ့ recovery phase ဆိုတာကမရောက်ခင်ကာလတခုဒီမှာပေါ့နော် recovery ဒီကနေစီးလုံးမတက်ခင်ကာလတခုမှာကျွန်တော်တို့ကဒီလောက်ကနေမှတစ်ဆင့်ရောင်းတင်တဲ့အနေထားမှာပါ recession ဒီလောက်ကနေပေါ့ဒီလောက်တော့ကျွန်တော်ရောင်းတယ်အဲ့တော့ဒီမှာဒီမှာ late peak လို့လည်းပြောထားသလိုဒီနောက်လောက်ထိလည်းရောင်းလို့ရမယ်လို့မြင်ရပါလို့ဆိုတော့လူတွေကထပ်ပြီးတော့ ကြားထားတဲ့ down မခံနိုင်ကြဘူးတဲ့ဟိုအများကြီးမကင်ထားနိုင်ဘူးเนาะဆိုတော့ကျွန်တော်တို့ကငွေကိုဟိုဘယ်လိုကြာကြာဒီဟာတစ်ခုထိန်းထားနိုင်တယ်လို့ဆိုရင်ပြဿနာမဖြစ်ဒီလိုကြကြောက်တယ်အဒီတက်မကငါပိုကြတော့မယ်ဆိုတဲ့ဟာတစ်ခုဖြစ်သွားပဲနေတာတစ်ခုရောက်ပြီဆိုရင်လူတွေပြန်ရောင်းချင်တာလေအဲ့တော့ကျွန်တော်တို့ကဒီအောက်ကိုပို့ပြီးရောက်သွားတဲ့ကာလတစ်ခုမှာ recession ရောင်းမဲ့သူတွေအနေနဲ့က recession ကာလတွေမှာရောင်းမှုအကောင်းဆုံးချိန်လို့အဲပြောလို့ရတယ်ဒါပေမဲ့ရောင်းမှလို့ပြောတာမဟုတ်ဘူးเนาะဘာလို့လဲဆိုတော့ recession ဖြစ်ပြီဆိုရင်လူတွေကတီအောက်တော့ကြာအဲ့တော့ဒီကကြီးခံနိုင်ကြအောင်ပေါ့နော်သူတို့ကင်ထားတဲ့ငွေတွေအဒီကမှာထက်ကြဖို့မခံနိုင်တော့အဲ့တော့ဒီကမှာထက်ဆိုးပဲရှိတော့မယ်အဲ့တော့ကိုကရဟန်းကလည်းလိုအပ်တယ်ဆိုလို့ရှိရင် recession အနေနဲ့တခုကြာပဲဖြစ်လာတဲ့အခါမှာ late ပြီပေါ့နော်ပြီအမြင့်ဆုံးကာလရဲ့နည်းနည်းကြာတဲ့အချိန်ရဲ့ recession ဒီလိုမျိုးကာလတွေမှာဆိုလို့ရှိရင်တောင်းတဲ့လက်ထဲမှာပါမှာအဲ့ဒါလေးကိုကျွန်တော်တို့ကသိထားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒါကဒါဆိုရွှေ market မှာဖြစ်နေတယ်ဒီမှာပဲဖြစ်နေတာမဟုတ်ဘူး ဒီအောက်မှာလည်းကျွန်တော်တို့ကကြည့်မယ်ဆိုရင်ကြည့်လို့ရနော်ဒါဒါလေးကိုကျွန်တော်နည်းနည်းလေးခွဲပြပါမယ်နော်ဒီမှာဆိုရင်ဒါဆိုရင်ကျွန်တော်တို့က expansion ဖြစ်လာပါစီနုံတက်နေတာပေါ့နော်အာပြီးရင်အာဒါကဒါကဘာကဘာ face လို့ကျွန်တော်တို့ပြောလို့ရတယ်နော်ဒီမှာဆိုလို့ရှိရင် तू ကဟိုဈေးနှုန်းကဘာလဲဆိုတော့တက်ပြီးထက်ပြီးတော့တက်သွားတဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဟိုကြရတယ်ဆိုရင်တော့မှဒီကောင်ကကြတော့အရန်ကြရတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ နည်းနည်းလေးတော့ပဲဈေးကွက်မတိမသားလေးပဲဖြစ်သွားတာပေါ့နော်ဒါဆိုလို့ရှိရင်ဒါကကျွန်တော်တို့ကဘာပြောလို့ရလဲဆိုရင်ဒါ recovery phase လို့ပြန်ပြောလို့ရပါဘူးနော်ဒီမှာတက်ဒီဈေးတန်းတစ်ခုကနေပြီးတော့ဒီဈေးတန်းတစ်ခုကနေဒီကြီးကြာသွားပြီးတော့ဒီလိုပြန်တက်သွားတာပါတယ်ဒီလိုကာလမျိုးကျွန်တော် recovery phase လို့အားကြတော့တူတာပေါ့အားကြတော့လေရှိတာမျိုးတွေရှိရပါလားဒါကိုရွေးချယ်တဲ့ access ပေါ်မှုတည်တယ်ဒါရွှေဆိုလို့ရှိရင်ကျွန်တော်တို့ကြီးကြီးမယ်ဆိုအတက်ပြီးအတက်ကဖြစ်နေတာပေါ့လားဒီမှာစိုက်သူကြီးလို့ရတယ်